ဲ့ပုံဝေးပြီးမௌဒါနဲ့ပုံနီးလာတယ်။ပိုရက်ကမိတ်ဆွေဆရာတယောက်နဲ့စကားဆက်မိရင်ပြောပြတဲ့စကားဒီကာလအတွင်းတွေ့ကြုံခဲ့ရတာတွေကကျွန်တော်ကိုပြောင်းလဲသွားစေခဲ့တယ်ပဲပြောရမယ်။ဒီစကားကဘာကိုဆိုလိုချင်တာလဲဆိုတော့ဘာသာရေးရမௌဒါကိုဖျားသခင်ဆန်ဆန်တကူးရှင်ဆန်ဆန်မှတ်ယူတာတွေ ပူဇော်ပသတာတွေလက်တွေ့တသက်ပြလို့မရတဲ့ငရဲပြည်နတ်ပြည်လိုအရာတွေထက်လက်ရှိဘဝကိုအကောင်းဆုံးဖြစ်အောင်ရှင်သန်တဲ့နေရာမှာဗုဒ္ဓအဆုံးမဗုဒ္ဓအယူဆတွေကိုအသုံးချပြီးနေထိုင်ဖြစ်လာတယ်လို့ပြောချင်တာပါပဲကျွန်တော်အရင်ကလည်းရေးပူးပါတယ်ဗုဒ္ဓဝါဒကိုအယိုးအရှင်းဆုံးပြောပြပါဆိုအကြောင်းနဲ့အကျိုးပဲတစ္ဆာလေးပါပဋ္ဌံပရိစ္ဆသမုပ္ပါ ဒါတွေအကုန်လုံးဟာအကြောင်းအကျိုးကိုရှင်းပြထားတာပဲဒီအကျိုးတရားကိုမလိုချင်ဘူးလားအကြောင်းတရားကိုပယ်တတ်ရလာတော့မှမဟုတ်ဘူးဒီအကျိုးတရားကိုလိုချင်လားအကြောင်းတရားကိုဖြည့်စီမလိုချင်ရင်တော့ရလာလိမ့်မယ်ဒါကကျမ်းမာရေးကနေဘဝအောင်မြင်ရေးလေစိတ်ငြိမ်းချမ်းမှုအဆုံးအတုံးချလို့ရတဲ့အင်မတန်မှလည်းရိုးရှင်းတဲ့ဖော်မြူလာပဲအကျိုးတရားသာလိုချင်ကြတာ အကြောင်းတရားကြမပယ်တတ်နိုင်လို့ဒီနေရာမှာအကျိုးတရားသာလိုချင်တာအကြောင်းတရားကြောင့်မဖြစ်စည်းခြင်းလို့ကျွန်တော်တို့တွေမကြမ်းမမာဖြစ်အလုပ်တွေမအောင်မြင်စိတ်တွေစင်းရဲဖြစ်နေကြရတာမဟုတ်ဘူးလားနိုင်ငံရေးစနစ်ပြောင်းလဲခြင်းရောဒီဖော်မြူလာပဲတုံးရတာမဟုတ်ဘူးလားအကြောင်းတရားကြမပယ်တတ်ပဲပယ်တတ်ဖို့မကြိုးစားပဲဒီစနစ်ကြီးမလိုချင်တော့ဘူးလို့အော်နေညီးနေယုံနေတော့ဘယ်ရမလဲ။ တခါဗုဒ္ဓအဆုံးအမတွေကို အနစ်ချုပ်လိုက် အားလုံးလည်းသိမယ်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီထက်ရှင်းတာတောင်ဒီလောက်မရှင်းဘူးဒါဖြင့်မကောင်းမှုကောင်းမှုဆိုတာကိုဘယ်လိုသတ်မှတ်မလဲကိုချင်းစာတရားနဲ့သတ်မှတ်အများအကျိုးရှိမရှိနဲ့စစ်ချငါးပါးတိလလုံယုံနေတယ်ဘဝကပြည့်စုံသွားတာမဟုတ်ဘူး ကိုလောက်ရမယ့်အလောက်ကိုပြက်ကွက်ရင်လေအဲ့ဒီလူဟာတပားသူကိုဒုက္ခပေးတာပဲစိတ်အနှောက်ရှက်ပေးတာပဲဥပမာတစ်ခုအနေနဲ့ပြောရရင်ကိုးနိုင်ချိန်နာတဲ့ဆရာဝန်နောက်ကျနေရင်လူနာတွေဘလောက်စိတ်ညစ်ရတယ်လဲပဲစဉ်းစားကြည့်ဒါဆက်ဆံရေးမကောင်းတာကျင့်ဝတ်မညီတာတွေမပါသေးဘူးနော်ဒါကြောင့်လေတီလာကိုကိုးကြောင့်သူတပားမထိခိုက်ရအောင်စောင့်ထိန်နေထိုင်ခြင်းဖြစ်လို့မဟာဒါနာလို့ဗုဒ္ဓကဟောခဲ့တာ အဲ့ဒါကိုနာယူလိုက်ရပြီတဲ့နောက်တကယ်ကိုလင်းကနေလက်ကနေဖြစ်သွားတယ်။ဝေဝါးနေတာတွေတွေ့ဝေနေတာတွေဆုံးဖြတ်ရခတ်နေတာတွေအကုန်ရှင်းလင်းသွားပြီးကိုဘဝရဲ့ကိုကျင်တရားဆိုင်ရာတန်လိုက်အိမ်မြောင်းလို့ခေါ်တဲ့မော်ရယ်ကမ်ပတ်စ်တစ်ခုလုံးဖြစ်သွားခဲ့တာ။စိတ်လိမ်မတောက်တတ်တဲ့သူရှိစိတ်လိမ်မတောက်ရဘူးလို့ငါးပါးတည်လာတယ်ပါမမပါတာ။သို့တော့ခုနကမဟာဌာနလို့ဆိုတဲ့ရှုထောင့်ကနေစဉ်းစားကြည့် လှုပ်တဲ့မလှုပ်တဲ့ကွဲသွားလိမ့်မယ်။ဒါနားမခံနိုင်အောင်လော့စပီကာနဲ့တခြင်းတွေဖွင့်တာကိုယ့်ရဲ့ကိုယ်သရင်နံကိုဝယ်ယူဆိုင်တာလို့တိတ်တိတ်ကလေးတွေအထိပါအကျုံးဝင်သွားတယ်။ကိုယ့်ရဲ့ post တစ်ခုကိုယ့်ရဲ့ comment တစ်ချောင်းကြောင့်လဲသူတော်ဘာမထိခိုက်ရအောင်နေမယ်။ကိုတေချာမသိတဲ့ကိစ္စဆိုဝင်မပြောဘူး။စမ်းကြုံရင်နှုတ်ရခတ်တယ်။စကားကြုံတာနှုတ်လို့မရဘူး။ပြောခတ်ရသူရင်တဲ့စူးပြီးဝင်သွားတာ။ ဒါလဲကိုချင်းတီလာပဲမဟုတ်ဘူးလားကြားသားမြင်သားကို့အတွက်ရည်ရွယ်ပြီးတထားမှန်သိနေတဲ့အသားတွေမစားဘူးကျွန်တော်ကတော့ရတယ်ပနာတိပါတာကံကနေလွတ်တယ်ဆိုတဲ့အထဲကျွန်တော်မပါတော့ဘူးအသားစားခြင်းနဲ့မကပါဘူးကျွန်တော်တို့တောက်နေတဲ့နွားနို့တွေ စားနေတဲ့ကြက်ဥတွေဟာလဲတရိစံတွေကိုညှဉ်းပန်းနှိပ်စက်ပြီးမှထုတ်လုပ်ထားတာတွေပဲလေအများစုပေါ့ဒါကြောင့် ဒီဖြစ်စဉ်ကြီးထဲမှာကိုဟာလဲတစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်နေတာပဲစားတဲ့ကိုကတော့အပြစ်မရှိတိုက်ရတဲ့သူကသာအာကုတို့သမားဆိုတာမျိုးလက်ခံမပေးနိုင်တော့ဘူးငါတို့လည်းပါတယ်ငါတို့စားလို့သာတတ်တဲ့ရောင်းတဲ့သူလည်းရှိနေတာပဲဒီအတွက်တတ်နိုင်သမျှရှော့ချတယ်ကျွန်တော်တစ်ချိန်ကျရင်ဗေကန်တယောက်ဖြစ်ပါနေထိုင်မယ်လို့စိတ်ကူးထားတယ်အခုထိတော့အသားစားခြင်းပေါ်တတ်မှတ်မှုကိုမလျှော့ချနိုင်သေးတာရဲ့ အစားစာရွေးချယ်စရာအရန်နဲနေတာရဲ့အကြောင်းမလုံနိုင်သေးဘူး။ရကနေစင်အကြောင်းကိုတော့ကျွန်တော်ရဲ့ဗုဒ္ဓလူကြားမီနီမယ်လစင်စာအုပ်မှာအကျယ်တဝင့်ရေးထားမှုပါတယ်။တက်တက်လွစားတယ်ဆိုတာထက်အများကြီးပိုတဲ့ဘဝနေထိုင်မှုပုံစံတစ်ခုပေါ့။မကောင်းမှုရှောင်ပြီးရင်ကောင်းမှုဆောင်ရမယ်။ဒီနေရာမှာလဲနောက်ဘဝဘာဖြစ်ဖို့ညာဖြစ်ဖို့ရည်ရွယ်ချက်မရှိတော့ဘူး။ဒါကြောင့်ရွှေအထက်ထက်ချထားပြီးသားဖရာကို ကိုကုတို့ရခြင်းလို့တက်ကရွှေတင်ငန်းကပ်ဖို့ကျွန်တော်စိတ်မကူးတော့ဘူးလူတို့ရောက်ပေါက်နေတဲ့နေရာတိမ့်တောင်းချီအကုန်ကြခံပြီးဖျားတယ်မဲ့အစားလမ်းပြင်ပေးမယ်တရားဆောက်ပေးမယ်ကြောက်ဆောက်ပေးမယ်စေကန်းဖွင့်ပေးမယ်လူပေါင်းများစွာရဲ့ဘဝတွေကိုမျက်စီရှိတယ်အပြောင်းလဲဖြစ်လာလိမ့်မယ်နောက်ဘဝနဲ့ပြည်ရောက်မရောက်ကကိုသိနိုင်တဲ့ကိစ္စမှမဟုတ်တာဒါကြကိုချက်ချင်းမြင်ရတယ် ဘာသာရေးနဲ့ပုံဝေးလာတယ်ဆိုတာအဲ့ဒါတွေကိုပြောတာမြောက်ကိုမှုတွေပြန်လည်ရယူလို့မှုတွေမရှိတော့တဲ့အတွက်ပုံပြီးလွတ်လပ်လာသလိုအေးချမ်းလာသလိုလည်းခံစားရတယ်ကိုယ်ပိုင်ဆံကိုယ်ပိုင်ဆိုင်မှုပဲလည်းကိုလူလူပါဝင်ဆွတ်ဖတ်လို့စီမံလို့ရတဲ့ကိစ္စတော့မဟုတ်ပါဘူးကျွန်တော်ရဲ့ပြောင်းလဲလာမှုကိုပြောပြတာပါပဲနောက်ဆုံးတစ်ချက်ဖြူအောင်စိတ်ကိုထားတဲ့ဗုဒ္ဓအဆုံးအမတွေကို mind center teaching လို့ပြောကြတယ် စိတ်ကိုအတော်လေးနက်နက်နဲနဲဟောပြောထားတာဒါတွေကိုနားလည်ဖို့လက်ခံဖို့ရလဲဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်ထဲဝင်စရာမလိုဘူးဘာသာတစ်ခုခုကိုကိုးကွယ်နေရင်လဲစင်သုံးလို့ရတယ်လို့မြင်မိတယ်စိတ်ဆိုတာအရှိတရားမဟုတ်ဘူးအဖြစ်တရားတဲ့စိတ်ဆိုတာမြည်ရည်လိုပဲအဆက်မပြတ်တစ်ခုပြီးတစ်ခုဖြစ်နေတာစက်တိုက်ကြီးဖြစ်နေတော့ မနေ့ကလည်းဒီမြစ်ကြီးရှိနေတယ်ခုလည်းရှိနေတယ်လို့ထင်သွားတာတကယ်ကတစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်နေတာတဲ့စိတ်ဆိုတာစောင်းတန်လိုပဲစောင်းကျုပ်နဲ့လက်နဲ့ထိလိုက်တဲ့အချိန်လေးပဲဖြစ်လာတာတဲ့ဘလောက်တန်ဖို့ရှိလိုက်တယ်လဲဒါရီနားလဲရင်ကိုပဲကိုစိတ်ချမ်းမအောင်ငြိမ်းချမ်းအောင်ထားနိုင်ဖို့အတော်လဲသွားပြီလူတွေကိုနားလဲဖို့လည်းမခတ်တော့ဘူး ။သူကစိတ်ကောင်းရှိတယ်တဲ့။မဟုတ်ဘူးနော်။စိတ်ကောင်းခဏခဏဖြစ်အောင်သူလေ့ကျင့်ထားတာ။သူ့မှာလဲစိတ်ဆိုးစိတ်ယုတ်ဖြစ်တဲ့အချိန်တွေရှိမယ်။ဒေါသထွက်တဲ့အချိန်တွေ၊တဏှာရကထကြွတဲ့အချိန်တွေ၊စိတ်လေလွင့်နေတဲ့အချိန်တွေ၊မနာလိုတဲ့အချိန်တွေ၊တပတ်သားကိုပျက်စီးစေလိုတဲ့အချိန်တွေရှိမယ်။ဘသူဘသူကမှဖြစ်စင်မနေဘူး။စိတ်ဆိုးစိတ်ရုပ်တွေပေါ်လာတဲ့အချိန်မှာပြိလိုက်ထိလိုက်နိုင်တဲ့သူနဲ့ အဲ့ဒီစိတ်တူရဲ့တားကောင်အဖြစ်ခံလိုက်တဲ့သူနဲ့ပဲကြွားချသွားတာဒီတော့ဘယ်လိုလုပ်ရမလဲသတိအားကောင်းအောင်လေ့ကျင့်စိတ်အညစ်အကြေးတွေကိုလျှော့ဖို့တားကောင်ဖြစ်သွားတဲ့အချိန်တွေလည်းရှိမှာပဲပြန်ပြန်ပြီးထိန်းပြန်ပြန်ပြီးစင်ကျင်ကျူအောင်စိတ်ကိုထားဆိုတာအဲ့ဒါပဲတစ်သက်လုံးလုံသွားရမယ့်အရာဒီနေ့ရေချိုးပြီးပြီမို့ နောက်နေ့ချိုးစရာမလိုတော့ဘူးဆိုတာမျိုးလုံးလို့မရတယ်လို့ပဲမန်တဲဟိုက်ဂျင်းလို့ခေါ်တဲ့စိတ်ကိုကျမ်းမာအောင်တန်ရှင်းအောင်ထားဖို့ကလည်းမသိမချင်းလှုပ်သွားရမယ့်လုပ်ငန်းစဉ်တစ်ခုပဲဒီ၄နှစ်ကျော်၅နှစ်နေပါအတွင်းဘာတွေပြောင်းလဲလာလဲလို့မေးရင်တပတ်တရက်ဥပုံဆောင်ဖြစ်တာ၄နှစ်ကျော်နောက်တရားထိုင်ဖြစ်တယ်တရားနာဖြစ်တယ် ူဒဇင်လို့ခေါ်တဲ့ဗုဒ္ဓဘာသာရဲ့တကယ်အနှစ်သာရတွေကိုပူနားလဲလာတယ်။အပေါ်ရန်ကြည့်ရင်တော့ဘာသာရေးလှုပ်ဖြစ်လာတယ်ပေါ့။တကယ်ကမဟုတ်ပါဘူး။ဘာသာရေးနဲ့ပူဝေးသွားပြီးဗုဒ္ဓနဲ့ပူနီးသွားတာပါ။ဒီမဟာလူသားရဲ့အဆုံးအမတွေကိုပူသဘောပေါက်လာပြီးပူကျင့်သုံးဖြစ်လာတာပါ။ဒေါက်တာဖြူတီဟာ9ရက်10လ2025